တောင်ကြီးမြို့ဟာဆိုရင်ရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီးအီရီယာစတူယန်73.66စတူယန်မိုင်ဇေဝန်ပါတယ်။ဗင်လေရီမြစ်နယ်ပြင်မြင့်4912ပြီမှာတည်ရှိပြီးရက်ကွက်ပေါင်း22ရက်ကွက်အင်ဂျီပေါင်း3288အင်းလူဦးရေကတော့3,4038ဦးနေထိုင်နေရရှိပါတယ်။ သိသိရရှိတဲ့အမှိုက်တွေကို တောင်ကြီးမြို့ရဲ့တောင်ဘက်ကံကြီးရက်ကွက်အရှိတ်နှမိုင်ခန့်အကွာမရှိတဲ့ဧက60ခန့်ရှိကံကြီးအမှိုက်ချပင်းမှာစနစ်တကျစွန့်ပစ်လျက်ရှိပါတယ်အမှိုက်တွေကိုအမျိုးအစားလိုက်ခွဲခြားပြီးအန္တရာယ်ရှိတဲ့စီယုံထွက်အမှိုက်တွေကိုတော့ ညှိမြုပ်လျက်ရှိပါတယ်။ဆွန့်ပစ်ထားတဲ့အမိုက်တွေကိုတလတစ်ကျင်းဆက်ရန်နီယာကြီးတွေနဲ့ကြောက်အတွင်းတွန်းချပြီးညှိဖြင့်ဖုံးဟုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။အမိုက်ချခွင်းမှာဆွန့်ပစ်ထားတဲ့အမိုက်တွေကနေပြန်လည်အသုံးပြုနိုင်မယ့်ပစ္စည်းတွေကိုရွေးချယ်ပြီး recycle အနေနဲ့ဆောင်ရွက်လျက်ရှိပါတယ်။ Thank <laughs> you. ရေစီးရေလာကောင်းမွန်ရေးအတွက်ရေစိုးထုတ်မြောင်းတွေကိုလည်းစနစ်တကျဆောင်ရွက်ပေးထားပါတယ်။မြို့နေလူတို့အတွက်တောက်ရေသုံးရေဖြန့်ဝေပြီးရမှာတော့တဘာဝရေအတွက်၁၀ခုစည်ရင်၁၈တွင် အများသုံးရေကန်28ကန်အိမ်သွဲရေတိုင်း3135တိုင်းအများသုံးရေတိုင်း9တိုင်းတို့နဲ့မြို့ပေါ်ရက်ွက်20ကိုနေ့စဉ်ဖြန့်ဝေပေးလျက်ရှိပါတယ်။ ေးသက်စင်းမှုစနစ်အနည်းငယ်ကတော့အနည်းသေးရည်စကံကို Jaiga ODA လုံးရယူ၍နားရောင်ရည်အတွက်မှဆောင်ရွက်ထားရှိပါတယ်။အနည်းသေးရေစက်ကံမှတန့်စင်ပြီးတဲ့ရေတွေကို ကလိုရင်းပိုးသက်ဆေးထည့်၍ဖြန့်ဝေပေးလျက်ရှိပါတယ်။ မြို့ဧရိယာအတွင်းရှိထင်းရှူပင်ကြီးတွေနဲ့တစ်ပင်ကြီးတွေကိုမြို့နယ်စည်းဝင်းသားယာယီဌာနနဲ့မြို့နယ်တတော် ဦးစီးဌာနကကာကွယ်စောင့်ရှောက်လျက်ရှိပြီးနှစ်စဉ်အရေးရပင်တွေပန်းပင်တွေကို စီမံချက်ချမှတ်စိုက်ပျိုးလျက်ရှိပါတယ်ဘာဝရေထွက်တွေရဲ့အနည်းပတ်ဝန်းကျင်ရှိ ရေဝေရေလဲဧရိယာတွေကိုထိမ့်သိမ်းခြင်းနဲ့စိုက်ပျိုးခြင်းတစ်ပင်တွေတဘာဝလျောက်မပေါက်နိုင်တဲ့ကြောက်တောင်တွေကိုမြုံနှောင်တွေမှာသုံးပေပက်လဲစိုက်ခြင်းကြီးတွေတူပေါ်ပြီးညီအစားထိုးခြင်းဖြင့်စိုက်ပျိုးခြင်းများဆောင်ရွက်လျက်ရှိပါတယ်တောင်ကြီးမြို့ဟာတောင်ပေါ်မြို့တစ်မြို့ဖြစ်တယ်လို့တဘာဝကပေးအပ်ထားတဲ့ အရင်မြစ်တွေပေါ်အခြေခံပြီးဌာနဆိုင်ရာတွေရဲ့ကြီးကြပ်မှုမြေသူလူထုရဲ့ပူးပေါင်းပါဝင်မှုနဲ့ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်တဲ့မြို့တစ်မြို့အဖြစ်တည်ရှိနေပါကြောင်းစီစဉ်တင်ဆက်လိုက်ရပါတယ်ရှင်။